င်ပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ခံအပ်ပါရခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းပတ်မင်းအောင်လိုင်ကစိုးဝင်းကိုအရေးပါတဲ့အစိုးရဝန်ကြီးဌာနဆိုင်ရာ အမျိုးသားအဆင့်ကော်မတီတွေနဲ့ဘိုးကော်မတီတွေကနေဖယ်ထုတ်လိုက်ပြီးတော့ စစ်ဘက်ဆိုင်ရာမှာလည်းစိုးဝင်းအစားကြောသွားလင်းကိုအဓိကဆုံးဖြတ်ခွင့်တာဝန်တွေပေးထားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အချမ်းဘတ်စစ်ကောင်းဆောင်မင်းအောင်လင်ကစိုးဝင်းကိုရေးပါတဲ့နေရာတွေဖြစ်တဲ့အစိုးရဝန်ကြီးဌာနဆိုင်ရာအမျိုးသားစင်ကော်မတီတွေနဲ့ဗဟိုကော်မတီတွေကနေဖယ်ထုတ်လိုက်တယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်များရဲ့ပြောဆိုချက်နဲ့စစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တမ်းတွေအားသိရှိရပါတယ်။ပြခဲ့တဲ့ဇူလိုင်လ31ရက်နေ့ကစရုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးကာလုံကအစိုးရတဲ့ပုံစံပြန်လည်ဖွဲ့စည်းခဲ့ရမှာ ယခင်ကဇိုးဝင်းအနေနဲ့ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တဲ့အမျိုးသားစင်ကော်မတီနဲ့ဗဟိုကော်မတီများမှဇိုးဝင်းကိုပြန်လည်ခန့်အပ်ခြင်းမရှိတော့ဘူးနဲ့မင်းအောင်လည်းကနိုင်ငံတော်ဝန်ကြီးချုပ်ပြတာဝန်ဘေးကန်ထားရတဲ့ညိုစောတို့ကအဓိကဦးဆောင်သူဥက္ကဋ္ဌများဖြစ်လာကြောင်းနိုင်ငံမှာရေးပါတဲ့အမျိုးသားစင်ကော်မတီနဲ့ဗဟိုကော်မတီ73ခုထက်မနည်းမှာဇိုးဝင်းကိုဖယ်ထုတ်လိုက်တယ်လို့သိရှိရပါတယ်။ဒါပြင်ယခင်ကဇိုးဝင်းဦးဆောင်သူဖြစ်ဆောင်ရွက်ခွင့်ရခဲ့တဲ့ဗန္နာရေးကော်မရှင်အမျိုးသားစိမ့်မှန်ကိန်ကော်မရှင်တို့မှလည်း မင်းအောင်လင်ကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီးတော့ညိုစောကိုဒုတိယဥက္ကဋ္ဌအဖြစ်ခန့်အပ်ပြီးဇော်ဝင်းကိုလုံးဝထဲသွင်းဖွဲ့စည်းခြင်းမပြုတော့တာကိုတွေ့ရပါတယ်။ဒါပြင်ဇော်ဝင်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တဲ့အမျိုးသားတဘာဝဘေးရနေရဲ့စီမံခန့်ခွဲရေးဆိုင်ရာကော်မတီမှာလည်းပြည်ထရေးဝန်ကြီးဒုတိယပို့ချုပ်ကြီးထုံနောင်နောင်ကိုဥက္ကဋ္ဌအဖြစ်လကောင်းတရားမဝင်ကုံသွဲမှုတိုက်ပြက်ရေးဦးဆောင်ကော်မတီမှာလည်းဝန်ကြီးချုပ်ညိုစောကိုဥက္ကဋ္ဌအဖြစ်လကောင်းလေယာဉ်မြင့်နဲ့အခြားမြင့်များတင်ဆက်မှုပြန်လည်စစ်ဆေးရေးကော်မတီမှာလည်း မြို့သောကိုဥက္ကဋ္ဌဖြစ်၎င်းခန့်ထားတာဖြစ်ပါတယ်။အလားတူစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကျတဲ့အသေးစားအငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးမြို့သားဆင့်ကော်မတီမှလည်းမင်းအောင်လိုက်ကဥက္ကဋ္ဌမြို့သောကဒုတိယဥက္ကဋ္ဌဖြစ်ပါဝင်ပြီးတော့အဲဒီမှာစိုးဝင်းကိုတော့လုံးဝဖယ်ထုတ်လိုက်ကြောင်းဒါပြင်စက်မှုလုပ်ငန်းနဲ့စက်မှုစုံဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှလည်းမျိုးစောကဥက္ကဋ္ဌဖြစ်၎င်းမြမအထုစေဘွားရေးဆောင်ဆိုင်ရာစီမံခန့်ခွဲရေးဘုတ်ဘွဲမှာလည်းမျိုးစောကဥက္ကဋ္ဌဖြစ်၎င်းပါဝင်ပြီးတော့ အရင်တည်းမှာစိုးဝင်းလုံးဝပါဝင်ခြင်းမရှိတော့တာကိုတွေ့ရပါတယ်။တို့ရမှာအုပ်ချုပ်ရေးရန်နေရအတွက်အရေးမပါတဲ့ကော်မတီနဲ့အဖွဲ့တွေမှာဇော်ဝင်းကိုဆက်လက်ထည့်သွင်းဖွဲ့စည်းထားတာကိုသာတွေ့ရပြီးတော့ဂုံလူဆောင်ပွဲနဲ့တစိုက်ချင်းမြင့်စစ်စစ်ရေးအဖွဲ့မှာဇော်ဝင်းကိုနာယကဖြစ်လကောင်း။နေဇတ်တတနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှာဇော်ဝင်းကိုဒုတိယဥက္ကဋ္ဌဖြစ်လကောင်းမင်းအောင်နိုင်ကထည့်သွင်းဖွဲ့စည်းထားပါတယ်။အလားတူစပတ်ဆိုင်ရာစီမံခန့်ခွဲရေးများမှာလည်းကြီးရည်လေညှိနှိုင်းကုတ်ကဲရေးမှုဒုတိယပို့ချုပ်ကြီးကျော်စွာလင်းကို ်မင်းအောင်လိုင်ကအဓိကစီမံခန့်ခွဲရန်တာဝန်ပေးထားတာကြောင့်ဇော်ဝင်းဟာစစ်ဘက်ရေးရနဲ့စစ်ရေးဆိုင်ရာစီမံခန့်ခွဲရေးမှာလည်းလုံပိုင်ခွင့်နဲလာတယ်လို့သိရပါတယ်အခုစစ်ဘက်မှာရောရပ်ဘက်မှာရောဒုတချုပ်ကိုတာဝန်ပေးတာအတော်လေးနဲလာတာတွေ့ရပါတယ်ဒါကနှစ်ဦးကြားမှာစိတ်မပြေလို့ဆိုတာထက်အခုတချုပ်ကတူးလူတွေကိုပို့ပြီးတော့ဘွယ်ထုတ်လာတာမျိုးလို့ပြောလို့ရပါတယ်အဲ့ဒီမှာဒူချုပ်ရဲ့ဩဇာနဲ့အာဏာကြဆင်းအောင်ရှာချမှုလို့ပြောလို့ရပါတယ်။နောက်ပြီးချန်ကန်ရေးပါတီစီကိုပြောင်းရွှေ့လိုက်တဲ့ ဘိုးချုပ်ကြီးတွေနဲ့ဒူဘိုးချုပ်ကြီးတွေမှာလည်းဒူတက်ချုပ်ရဲ့လူတွေမပေါ့ဘူး။အဲဒီမှာဒူတက်ချုပ်ရဲ့လူတော်တော်များများအခုစစ်ပတ်ရောရပ်ပန်းမှာပါနေရမရတာများပါတယ်လို့နေပြီးတော့စစ်ပတ်သတင်းရင်းမြစ်ကတုံ့တက်ပြောဆိုပါတယ်။ဒါပြင်ပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လအတွင်းကလည်းမင်းအောင်လိုင်ကညိုစောအောင်လင်းထွေးနဲ့ရဲဝင်းဦးတို့ကိုဘိုးချုပ်ကြီးရတို့များတုံ့ပြန်ပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာဒူစစ်ကောင်းဆောင်စိုးဝင်းရဲ့ရုံးငန်းကို၎င်းရဲ့ဘေးချင်းကအခန်းနေရာမှာမထားတော့ဘဲနဲ့တခြားနေရာတို့အတင်းကျပ်ပြောင်းရွှေ့စေခဲ့တယ်လို့လည်းသိရပါတယ်။ အရင်ကဒုစစ်ကောင်ဆောင်စိုးဝင်းရဲ့စေယုံမရုံကန်းတဲ့တမရိုင်းတော်မှာရှိတဲ့စကောင်းစီဒုတိယဥက္ကဋ္ဌရုံကန်းတွေဟာမင်းအောင်နိုင်ရဲ့အခန်းချင်းဘေးချင်းကဲ့ရက်မှာထားရှိခဲ့တာဖြစ်ပေမဲ့လည်းပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလမှာတော့ဒူးချုပ်စိုးဝင်းကိုစေယုံမရုံကန်းအောက်ထပ်သို့၎င်းဒုတိယဥက္ကဋ္ဌရုံကန်းကိုတမရအိမ်တော်မှဒုတိယတမရအိမ်တော်ရုံကန်းသို့၎င်းမင်းအောင်နိုင်ကတင်းကျပ်ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့သိရပါတယ်ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တင်ကတော့ မိထီလာမြို့မှာကင်းလဲ့နေတဲ့ရဲကားကိုလက်ပြဘုံနဲ့ပြစ်သွင်းတက်ခိုက်မှုတွင်ရဲနှအုပ်တေဆုံးတဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းမိထီလာမြို့မှာကင်းလဲ့နေတဲ့ရဲကားကိုလက်ပြဘုံပြစ်သွင်းတိုက်ခိုက်ရမှာအချမ်းဖက်ရဲခွေးနှစ်ကောင်တေဆုံးခဲ့တယ်လို့စေတန်ယူကြည်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါရစေ။ယမန်နေ့အော်တိုဘားလ12ရက်မနက်7:00နာရီခန့်မှာမိထီလာမြို့အနောက်ဘက်ကနေကင်းလဲ့ပြီးပြန်လာတဲ့ရဲကားဟာမြို့ရင်းတို့ပြန်လဲဝင်ရောက်လာခြင်းမှာ ်ပညာရေးတက္ကသိုလ်နီးမှလက်ပြပုံပြစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုကြောင့်ရဲနဲ့ဦးပွဲချင်းပြီးသိဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားကြောင်းအဲဒီလိုထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ရဲတွေကိုမိထီလာစေယုံတို့ပို့ဆောင်ကာရေးပေါ်ကူတာနေရကြောင်းသိရပါတယ်။အဲဒီရဲခွေးကားကမိထီလာမျိုးကိုနောက်ပတ်မှခင်းပတ်ပြန်လာပြီးမျိုးရင်းကိုပြန်လဲဝင်လာတဲ့ချိန်မှာကျွန်တော်တို့စေတန်ယူကြီးအဖွဲ့က၄ရက်ကြာစောင့်ကြည့်ပြီးမနက်၁၇နာရီလောက်မှပညာရေးတက္ကသိုလ်ကိုနီးအီရောက်လက်ပြပုံပြစ်သွင်းတိုက်ခိုက်ခဲ့တာပါ။ အဲဒီမှာရဲခွေးနှစ်ကောင်ကတော့ပေါ်ခြင်းပြီးသေဆုံးတယ်။ကျန်တဲ့ရဲခွေးတွေလည်းထိခိုက်ဒဏ်ရာရပြီးဈေးရုံကိုပိုးဆောင်ထားတယ်လို့သိရတယ်လို့စစ်တမ်းယူကြီးအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုစစ်တမ်းယူကြီးအဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီးတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒဝဲမျိုးဝင်ကြီးအိမ်ဟာခါလိုက်ရ104တက်ရဲနဲ့ရေပြူမျိုးမရဲစကန်းတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တဲ့တရင်ကိုပြန်ဆက်ပေးကြပါတယ်။ တနင်္လာရီတိုင်းဒဝဲမျိုးကဝင်ကြီးညာပါဝင်ခါလရ104တက်ရဲနဲ့ရေပြူမျိုးမှရဲစကန်းတို့ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒူကိုရာစစ်ကြောင်းကပြောဆိုပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ9ရက်နေ့မွန်းလွဲ12နာရီကမှရေပြူမျိုးနဲ့မျိုးမှရဲစကန်းမှတက်ဆွဲထားတဲ့အချမ်းဘတ်စစ်သားများကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအဲဒီတိုက်ခိုက်မှုတွေမှာအချမ်းဘတ်စစ်တပ်ကထိခိုက်သေဆုံးမှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။အလားတူအဲဒီနေ့ညနေ4နာရီကျော်ခန့်မှာပဲ ။ဝယ်မျိုးဝင်ကြီးအိမ်ရာအတွင်တက်ဆွဲနေထိုင်တဲ့အချမ်းပတ်စစ်သားများကိုလည်းဒရုန်းနဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ပြီးတော့အချမ်းပတ်စစ်တပ်ဘက်ကထိခိုက်မှုအရေးအတွက်ကိုဒီပြူးနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့အော်တိုဘားလ၈ရက်နေ့ည9နာရီခန့်မှာလည်းလောင်လုံမျိုးနဲ့ခါလိုက်ရ၁၀၄တက်ရင်ကိုတော်လိုင်းရဲတပ်ဖွဲ့များကဒရုန်းနဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အစိုးရတိုက်ခိုက်မှုကိုဒဝဲမျိုးသားလုံမြောက်ရေးတပ်တော် DNL ရဲ့ဒူကရာစစ်ကြောင်းနဲ့ DEF ဒရုန်းတင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပြည်သူများအနေနဲ့လည်းတနိုင်ငံလုံးတိုင်းတာနဲ့စည်ရေးများကိုရှိန်ဟုံတုံးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့်စည်ရေးအထူးအသည့်တရီးပြူသွားလာနေထိုင်ကြရန်တိုက်တွန်းထားပြီးလက်ရှိတနင်္သာရီတိုင်းတွင်းမှာအကြမ်းဖက်စစ်တပ်ကအချိန်မရွေးလေကြောင်းအုံပြုတိုက်ခိုက်မှုတွေရှိလာနိုင်တာကြောင့်ပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းချက်လက်များကိုလိုက်နာချင်းကြံကြပါရန်နဲ့ဒေါ်လန်ရေးနဲ့စည်ရေးအချိန်မြင့်လာတဲ့အမြောက်ပြည်သူ့ဘက်အမှန်တရားဘက်ရည်တည်လို့တဲ့စစ်သားနဲ့ရထဘဝင်များကိုလည်း ပြည်သူရင်ခွင်ခိုလုံပြီးတော့အမြန်ဆုံးပူပေါင်းပေးကြပါရန်ဒုက္ခရဆက်ကြောင်းကတိုက်တွန်းဖိတ်ခေါ်ထားပါတယ်။ဆလဘီထမှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့အကြံပတ်စကားစတဖို့ဝင်တုံးကိုတနတ်တလက်ဘုံတလုံးနဲ့အတူ PDF တွေဖမ်းမိတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။မကွေးတိုင်းစောင်းမြို့နယ်မှာအကြံပတ်စကားစတက်ချက်ကြီးနဲ့ဒူတက်ချက်တွေကို၎င်းတို့ပါလာတဲ့တနတ်တလက်ဘုံတလုံးနဲ့အတူအော်တိုဘားလာ၁၁ရက်နဲ့၁၂ရက်တွေမှာဖမ်းမိတယ်လို့စစ်ရေးတရင်ရင်းမြစ်တွေကပြောပါတယ်။အဲ့ဒီဖမ်းမိတဲ့အကြံပတ်စစ်ကွေးတွေဟာကြောက်တုမြို့အခြေစိုက် အမြောက်တက်အမှတ်368နဲ့စောမျိုးရဲစခန်းကားလို့သိရပါတယ်။မနေ့က2ယောက်ဒီကနေ့2ယောက် အားလုံးပေါင်း3ယောက်ပေါ့နော်။2ယောက်ကတော့သူတို့ရဲ့တက်ထဲမှာမနေချင်းလို့ထွက်ပြေးကြတာ။အရင်မှရဲဘော်တွေကဖမ်းမိတာတော့တယောက်ကတော့စင်မင်းနေတော့မယ်။အချက်လက်တွေအကုန်လုံးကိုတက်ဆိုင်ရာခရိုင်ဌာနကိုတင်ပြထားပြပါပြီလို့အန်ယူဂျီကောက်ဝဲဝင်ကြီးဌာနရော်ပြူဟာတာဝန်ရှိသူကပြောပြပါတယ်။၎င်းတို့ဟာစကောင်းစီတက်ထဲမှာမနေချင်းလို့ထွက်ပြေးလာတာဖြစ်တဲ့အတွက်သူတို့ကိုကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတယ်လို့လည်းသူကအတည်ပြုပါတယ်။ ခုဖမ်းမိတဲ့အထက်မှာအတူတလက်နဲ့လက်ပြပုံတစ်လုံးပါတယ်လို့ရော်ပြူဟာတပ်ဖွဲ့ဝင်တဦးကပြောပြပါလိမ့်။အဲလိုထွက်ပြေးသွားတဲ့တပ်သားတွေကိုစစ်တပ်ကလည်းစစ်ကြောင်းထိုးရှာနေတယ်လို့လည်းရော်ဒေသတရင်ရင်းမြစ်တချို့ကပြောပြထားပါလိမ့်။မနေ့ကရော်မျိုးကြီးဝါတွေကိုအင်အား100ကျော်နဲ့ဝင်ပြီးတော့ရှာပါလိမ့်။ညနေပိုင်းမှာပဲကျောက်တူအမြောက်တက်တဲကိုပြန်ဆုတ်သွားတယ်လို့ရော်ဒေသကန်တဦးကပြောပြပါလိမ့်။မကွေးတိုင်းပေါင်းလက်ရှိမှာစစ်တပ်ကကာကွယ်ပစ္စည်းစက်ရုံတွေရှိတဲ့မကွေးတိုင်းပေါင်းမျိုးနယ်ဘက်ကနေ ရော်ဒေတာထီလင်းမျိုးနယ်ကိုစကြောင်းထိုးနေတာတွေရှိပြီးတော့တိုက်ပွဲတွေဆက်တိုက်တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်ပွားနေတယ်လို့သတင်းရရှိပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အန်ယူဂျီပြည်ရဲရဲ့တိုက်ခိုက်ရေးတပ်ဖွဲ့တင်းနန်းစင်းလက်နက်တပ်စင်တဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။မြို့သားညညရဲ့ဆိုရအန်ယူဂျီပြည်ရဲရဲနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအကြံဖတ်မှုတိုက်ပြတ်ရေးအထူးတပ်ဖွဲ့ SOS အပတ်စဉ်တုံတင်းနန်းစင်းဘွဲအခမ်းအနားနဲ့လက်နက်တပ်စင်အနှင်းချင်းအခမ်းအနားကို စကိုင်းတိုင်း NUG စုံမိုးနယ်မြေတနေရာမှာပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ကအချင်းပါခဲ့တယ်လို့ပြည်ထောင်စုနယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကတရင်ထုတ်ပြန်ပါတယ်။အခုတင်တာဟာစကားဆကိုနေမျိုးစုံနဲ့တိုက်ခိုက်ချင်းမုံနိုင်ဖို့ရည်ရွယ်ပြီးပြည်ထောင်စုနယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလမ်းညွှန်မှုနဲ့ပြုလုပ်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီတင်နန်းကာလဟာနှစ်လခွဲကြာမြင့်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အစောပိုင်းတင်နန်းစမွဲကိုပြည်ထောင်စုနယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလက်နဲ့တာဝန်ရှိသူတွေအွန်လိုင်းကနေတက်ရောက်ခဲ့ပြီး ဝင်ကြီးဦးလွင်းကိုလက်ကတင်နန်းနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြောကြားခဲ့ပါတယ်။လက်ရှိ SOS တပ်ဖွဲ့ဟာပြည်ထရေးနဲ့လူဝမှုကြီးကြပ်ရေးဝင်ကြီးဌာနရဲ့တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ပြီးအရေးကြီးတဲ့စစ်ဆင်ရေးဆိုင်ရာပြင်းမှတ်တွေကိုတာဝန်ယူဖို့ဖွဲ့စည်းထားတာဖြစ်တယ်လို့ဝင်ကြီးကပြောပါတယ်။ဒီထဲမှာအရေးကြီးဆုံးချက်ကအရေးကြီးတဲ့စစ်ဆင်ရေးတွေကိုတာဝန်ယူတဲ့အခါမှာရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ပူပေါင်းဆောင်ရွက်မှုကောင်းမှသာအောင်ပွဲရနိုင်မှာဖြစ်တယ်လို့ဝင်ကြီးဦးလွင်းကိုလက်ကပြောဆိုခဲ့ပြီးတော့ ဝင်ကြီးဌာနအနေနဲ့လည်းတမယိုးကြစပွဲတွေမှာပူပေါင်းဆောင်ရွက်နေတာတွေရှိသလိုတမယိုးကြမဟုတ်တဲ့စပွဲတွေမှာလည်း SOS တပ်ဖွဲ့ကကိုယ်တိုင်တာဝန်ယူဆောင်ရွက်ရမယ့်စစ်ဆင်ရေးတွေရှိလာမှာဖြစ်တယ်လို့အသိပေးပါတယ်။ဒါပြင်ရဲဘော်တွေအနေနဲ့တော်လိုင်းရင်အောင်မြင်ဖို့ကိုခေါင်းနဲ့ထည့်ထားဖို့နဲ့ရဲဘော်တွေအချင်းချင်းရဲဘော်ရဲဘက်စိတ်ထားရှိဖို့အမိန်နာကံမှုအားကောင်းတဲ့တပ်ဖွဲ့ဖြစ်အောင်ကြိုးစားဖို့ပြည်ထရေးနဲ့လူမှုကြီးကြပ်ရေးဝန်ကြီးဦးလွင်ကိုလက်ကပြောကြားခဲ့ပါတယ်။အခုတင်တာမှာစကိုင်းတိုင်းနဲ့မကွေးတိုင်းကတင်နန်းသားတွေကိုစစ်စစ်ရွေးချယ်တင် जा ပေးခဲ့တာလို့ အော်တိုဘားလာ၁၁ရက်နေ့ကထုတ်ပြန်ကြတဲ့မှာအတည်ပြုထားပါတယ်။ဒါပြင်ဝင်ကြီးဌာနရဲ့ထူးဆောင်ဆန်ထောက်လန်းရေးဦးစီးဌာနကဦးစီးဆောင်ရွက်တဲ့ဒါပြင်ဝင်ကြီးဌာနရဲ့အထူးဆောင်ဆန်ထောက်လန်းရေးဦးစီးဌာနကဦးစီးဆောင်ရွက်တဲ့ပြင်းမဆိုင်ရာထောက်လန်းရေးတင်တဲ့အပတ်စဉ်နဲ့တင်တဲ့ဆင်းပွဲကိုလည်းစက်တင်ဘာလ၂၅ရက်နေ့ကစကိုင်းတိုင်း NUG စုမိုးတနေရာမှာကျင်းပခဲ့တယ်လို့ပြည်ထောင်စုကသတင်းထုတ်ပြန်ပါတယ်။အဲဒီမှာထောက်လန်းရေးအဖွဲ့ဖြစ်လို့ခြေတံလဲလုံဖို့လိုတယ်လို့လေတံလဲလုံဖို့အရေးကြီးတယ်လို့ဝင်ကြီးကပြောကြားခဲ့ပြီးတော့ ဇကားစရွေးကောက်ပွဲတွေကိုအဓိကဦးဆောင်ဆောင်ရွက်နေတဲ့သူတွေကိုထောက်လန်းရေးဘက်ကပတ်တန်အော့ဖ်လိုက်ခရအောင်လိုက်ဖို့မှာကြားခဲ့ပါတယ်။အဲ့ဒီပြင်းမဆိုင်ရထောက်လန်းရေးတင်တဲ့ဘတ်စင်နဲ့ဟာဇကားစရဲ့လက်ပတ်နေတဲ့စေရန်တရားကိုတိုက်ခိုက်ချေမှုန်ဖျက်ဆီးနိုင်ဖို့အဓိကလိုအပ်တဲ့ထောက်လန်းရေးသတင်းချက်လက်တွေကိုစနေတကြစုံစမ်းထောက်လန်းရာယူနိုင်ဖို့ပြုလုပ်တဲ့တင်တန်းဖြစ်ပြီးတော့တင်တန်းကာလ၂လကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။ဆက်လက်ပြီးတမန်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ online ပေါ်မှာမင်းအောင်လိုင်းနဲ့သူမရကျူကျူလာပါဝင် ဇေယျရှီများကိုဒိတ်ခါကြစေရန်ပြောဆိုကြတယ်။အမှုပေါင်းများနဲ့တိုင်ကြားခံရတဲ့အမေရိကန်နိုင်ငံသူတမီးစိုးကိုလေစိမ်းမှဖမ်းခံရပြီးပြင်ဦးလွင်ရဲစခန်းကိုပိုးဆောင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အွန်လိုင်းပေါ်မှာမင်းအောင်လိုင်းနဲ့ဂျူဂျူလာပါဝင်ဇေယျရှီများကိုဒိတ်ခါကြစေရန်ပြောဆိုကြတဲ့အမှုပေါင်းများနဲ့တိုင်ကြားခံထားရတဲ့အမေရိကန်နိုင်ငံသူတမီးစိုးကိုယမန်နေ့ကရန်ကုန်လေစိမ်းမှဖမ်းဆီးလိုက်ပြီးတော့ပြင်းဦးလွင်ရဲစခန်းသို့ပို့ဆောင်မှဖြစ်တယ်လို့တမီးစိုးရဲ့မိတ်ဆွေဖြစ်သူကပြောပါတယ်။ ယမန်နေ့အော်တိုဘာလ12ရက်နေ့မနက်9:30မိနစ်အချိန်မှာအပီပီဆိုင်ရမြန်မာလေကြောင်းလိုင်းခရီးစဉ်မှ AM 335နဲ့ရန်ကုန်ကနေထိုင်းနိုင်ငံဒုဝနဘူမိလေစိတ်ကိုထွက်ခွာမဲ့တကုတ်ကိုခေါ်တမီးစိုးကိုစစ်တပ်ကရန်ကုန်လေစိတ်မှာဖမ်းဆီးခဲ့ကြောင်းတမီးစိုးကိုပြည်ဦးလွှဲမှာစစ်တပ်ရဲ့ဥပဒေပုံမှ66ကားနဲ့အေးတင်ကိုဆိုတဲ့သူကအမှုပွင့်ထားကြောင်းဒါပြင်စစ်တပ်ကမယောင်းလိုင်းကျူးကျူးလာနဲ့ဈေးရရှိများကိုဒိတ်ခါချစင်းစီရန်ပြောဆိုထားတဲ့ အွန်လိုင်းလူမှုကွန်ရက်မှာဗီဒီယိုဖိုင်များကိုလည်းစတက်တန်တို့ပေးပို့ပြီးတော့ဧတင်ကိုကဆက်လက်တိုင်ကြားထားတာကြောင့်အမှုတွေထပ်မံတိုးလာနိုင်တယ်လို့၎င်းကဆိုပါတယ်။အခုဖန်းနာကရန်ကုန်လေစိမ့်မှာဖန်းနာပါ။ရဲဘက်ကတော့ပြင်ဦးလင်းမှာအမှုပွင့်ထားလို့ပြင်ဦးလင်းကိုလွှဲမယ်လို့ပြောတယ်။နောက်ထပ်တိုင်ထားတာတွေလည်းရှိတော့အမှုတွေထပ်တိုးနိုင်တယ်လို့လည်းရဲကပြောတယ်။အခုတော့မင်္ဂလာတုံးရဲစကမ်းမှာပဲရှိသေးတယ်။ဒီနေ့တော့မဟုတ်မနက်ဖြန်လောက်တော့ပြင်ဦးလင်းကိုလွှဲမယ်။ထမင်းဟင်းပို့လို့ရပါတယ်။မိသားစုတွေနဲ့တွဲကွင်လည်းရှိပါတယ်။ က်သွယ်လဲရတယ်လို့တမီးစိုးရဲ့မိတ်ဆွေဖြစ်သူကရှင်းပြပါတယ်။အဲ့ဒီတမီးစိုးဟာအွန်လိုင်းမှာအေတင်ကိုလို့လူတီများတဲ့အမျိုးသမီးနဲ့ပြဿနာဖြစ်ပွားခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံသို့လာရောက်လက်ပတ်ပြီးနောက်ရန်ကုန်လေစိတ်ကနေပြန်လဲထွက်ခွာစဉ်ဖမ်းဆီးခံရတာဖြစ်ပါတယ်။ဆလပီထမန်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ဒေါ်လာရေးအင်အားစုတွေလက်တွေကြကြပူပေါင်းဆောင်ရွက်ဖို့အချိန်တန်ပြီလို့စကိုင်းပီဒီအထုတ်ပြန်တဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။မကြခင်လာပိုင်းလောက်မှာအကျန်းဘတ်စကော့မရှင်ရဲ့ အတူအယောင်ရွေးကောက်ပွဲကိုကျင်းပပြုလုပ်တော့မှာဖြစ်ပြီးဒီသူလူတို့အနေနဲ့ဆိုပါရွေးကောက်ပွဲအတူကိုအကောင်းဆုံးကျော်ဖြတ်နိုင်လိမ့်မယ်လို့သတိပီတီယာကဆိုပါတယ်။လက်ရှိဂျမ်းဘတ်ဆဲဦးစုဟာရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှသူတို့ရဲ့လက်လွတ်ဆုံးရှုံးထားရတဲ့နေမြေတွေကိုပြန်လည်တင်ပတ်ရရှိဖို့အတင်းအဓမ္မအပြင်းထန်ထိုးစစ်ဆင်နေသလိုအရသာပြည်သူတွေနေထိုင်တဲ့နေအိမ်တွေကိုနေစဉ်လေကြောင်းတိုက်ခိုက်နေတာကြောင့်ပြည်သူတွေစည်ရေးတရီးနဲ့အထူးကယူးဆိုင်နေထိုင်ကြဖို့လည်းပြပေးထားပါတယ်။ဒါပြင်သခိုင်း PDF အနေနဲ့ ဗျာမဝင်ရွေးကောက်ပွဲကိုလက်မခံတယ်လို့ပြည်သူလူထုလက်ထဲအာဏာပြန်လဲရောက်ရှိဖို့ညီမျိုးစုံနဲ့ဂျိုးပန်းတော့မယ်လို့လည်းဆိုပါတယ်။အခုစကားစကားချင်းပါပြုတ်တဲ့ရွေးကောက်ပွဲကအတူယောင်ဒီမိုကရေစီပဲဖြစ်ပါတယ်။ပါဝင်တင်ပါဝင်တိုက်တဲ့သူတွေမပါပဲဒီရွေးကောက်ပွဲဟာဘလို့မှအဓိပ္ပာယ်မရှိပါဘူး။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုအနေနဲ့လည်းအကောင်းဆုံးကြော်ဖြတ်နိုင်ကြလိမ့်မယ်လို့ယုံကြည်ထားပါတယ်လို့စကိုင်းပြည်သူကဝေရေးတက်မတော်ပြောရေးစခွင့်ရှိသူကိုစိတ်ငြိမ်းနိုင်ကပြောပါတယ်။ရေးကြီးတဲ့အချိန်ကာလကိုရောက်ရှိနေပြီဖြစ်တာကြောင့် လက်တွေ့ကြတဲ့လုံတွေကိုဇီလုံးညီညွတ်စွာနဲ့ဘူပေါင်းကောင်ထယ်ဖော်ဖို့လိုအပ်နေပြီလို့လည်းစကိုင်းပီတီအက်ကထုတ်ပြန်ထားပါတယ်။အခုကျွန်တော်တို့စကိုင်းပီတီအက်အနေနဲ့ဇယနာရှင်တော်လန်ကြီးကိုအားကုန်တင်ပြီးတော့လုံရတော့မဲ့အချိန်ရောက်ပြီလို့ယူဆတဲ့တော့ဒေါ်လန်ကြီးအင်အားစုအတီးတီးကအလုပ်တွေပို့ချိုးစားကြဖို့တိုက်တွန်းချင်ပါတယ်လို့ကိုစင်ငိမ့်နိုင်ကဆိုထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတင်နားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါသတင်းဒေါ်လန်ကြီးဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။ အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ